ကယ်စီယံကယ်စီယံဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့တတုတ္တမျိုးဖြစ်ပြီးအယိုးနဲ့သွားရည်တမာစေဖို့စက်သားလုံးဆောင်မှုထိန်းကြီးဖို့တွေးခဲခြင်းကိုအထောက်အကူပြုဖို့နဲ့အာယုံကြောကျမ်းမာရေးအတွက်အရေးပါပါတယ်ခန္ဓာကိုယ်ကကယ်စီယံကိုသူ့ဘာသာထုတ်လုပ်နိုင်စွမ်းမရှိတာကြောင့်နေ့စဉ်အစားအစာကနေရယူဖို့လိုအပ်ပါတယ်ခန္ဓာကိုယ်ရဲ့ကယ်စီယံ69ရာခိုင်နှုန်းဟာအယိုးနဲ့သွားရည်မှာတူလောင်ထားပြီးကျန်တဲ့ရာခိုင်နှုန်းကသွေးစက်သားနဲ့တရှူးတွေမှာပါဝင်ပါတယ်တူလောင်နိုင်မှုအကန့်အသတ်ရှိတာမျိုး နေ့စဉ်မြတ်တစွာစားသုံးရန်လိုပါတယ်။ကယ်ဆီယမ်ချိုးတဲ့ရင်အယိုးပါတာ၊အယိုးကျိုးလွယ်တာ၊သွားအားနည်းတာ၊ကြက်သားတွန့်လိမ်တာ၊ကလေးတွေမှာအရက်ရှည်ထွားနှုန်းနေကွေးတာ၊သွေးပေါင်တက်တာ၊နှလုံးခုန်မမှန်တာတွေဖြစ်နိုင်ပါတယ်။ကယ်ဆီယမ်ပိုရှန်ရင်ကြောက်ကကြောက်တယ်တာ၊ဝမ်းကျုပ်တာ၊ဗိုက်အောင်တာ၊ပင်ပန်းနွမ်းနေတာ၊တန်တက်သို့မဟုတ်ဇင်တက်ဆုပ်ယူမှုနည်းသွားတာတွေဖြစ်နိုင်ပါတယ်။ဒါကအစားအစာကနေပိုတာထက်ဓာတ်ရုပ်ဆေးတွေအလွန်အကျွံတောက်မိတဲ့အခါပိုဖြစ်တတ်ပါတယ်။ ။တနေ့တာအတွက်ကယ်စီယံလိုအပ်ချက်မှာအရွယ်ရောက်ပြီးသူတွေတထောင်မှ1200မီလီဂရမ်၊ကလေးတွေ900မှ1300မီလီဂရမ်၊ကိုဝင်ဆောင်မိခင်နဲ့တကြီးရွယ်အိုတွေ1200မှ1500မီလီဂရမ်ခန့်ဖြစ်ပါတယ်။ဒီပမာဏဟာလူတစ်ယောက်ချင်းစီအတွက်အခြေအနေပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ကစီယံရရှိနိုင်တဲ့သဘာဝအရင်းမြစ်များမှာနိုးနဲ့နိုးထွက်ပစ္စည်း၊မြေချောက်၊ပုစုံချောက်၊ဟင်းနုနယ်၊ဘဲပုတ်၊ကောင်းရင်းစားတဲ့မြမဒေတာခန့်အစားအစာတွေပါဝင်ပါတယ်။ကစီယံစုပ်ယူမှုအထောက်အကူပြုတဲ့အချက်များမှာဗီတာမင်ဒီပါတဲ့အစားအစာတွေနဲ့ ပရိုတင်းတက်ပါတဲ့အစားအစာတွေတွဲစားပေးရင်ပိုကောင်းပါတယ်။ဆုပ်ယူမှုဟန်တားနိုင်တဲ့အချက်များမှာဖိုက်တိတ်တက်ပါတဲ့အစားအစာ၊ဆန်လုံးညို၊ဘဲချိုနဲ့အောက်စလိတ်တက်ပါတဲ့အစားအစာ၊ဘန်းကော်ဖီစိမ်း၊ကညွတ်တိုတွဲစားရင်နေသွားနိုင်တာမို့ကယ်ဆီယမ်ပါတဲ့ညချောက်၊ပစုံချောက်တွေထပ်ဖြည့်စားသင့်ပါတယ်။တဘာဝအစားအစာကနေရတဲ့ကယ်ဆီယမ်ဟာခန္ဓာကိုယ်ကလိုအပ်တဲ့လောက်ဆုပ်ယူပြီးပိုရာကိုထိန်းချိနိုင်လို့ဘေးကင်းပြီးမြတ်တက်စွာကြိုးပေးပါတယ်။ဒါပေမဲ့ဓာတ်ရုပ်ဆေးကယ်ဆီယမ်ကိုမလိုအပ်ဘဲအလွန်အကျွံတောက်ရင်ကြောက်ကကြောက်တီတာ၊ဝမ်းကျုပ်တာတွေဖြစ်နိုင်တာကြောင့် 西安温泉茶怎么西北到大哥乡镇店？<noise> <noise> <noise>